တနင်္ဂနွေသားသမီးများတွေ2025ခုနှစ်ကလက်ကျန်6လတာကာလအတွင်းမှာထူးထူးခြားခြားဘလို့အဖြစ်ပြက်မျိုးတွေကြုံတွေ့ရနိုင်မလဲဆိုတာကိုခေါ်ပြောပြမှာပါမိတ်ဆွေများကဒီလိုပိုင်းလေးကိုစတင်ကြည့်ရှုပြီးဆိုကိုပဲဘေးမှာရှိတဲ့အသေးလေးကိုနေပြီးတော့ like လုပ်ပေးပါဦး follow မလုပ်ရသေးတဲ့သူများကလည်းအပေါ်မှာရှိတဲ့အပေါင်းလေးကိုနေပြီးတော့ follow လုပ်ခဲ့ပေးလို့ရပါပြီခင်ဗျာအဲ့တော့ကျွန်တော်အနေနဲ့ပြည့်ပြည့်စုံစုံလေးဖြစ်ရလေအောင်အလုံးဂိုင်းဝေကြီးနောက် ကျမ်းမာရေးနောက်လူမှုပေါင်းသင်းဆက်ဆံရေးခြေနေလေးတွေကိုပြပြဆောင်ဆောင်လေးဟောပြောပေးမှာပဲဖြစ်ပါတယ်ပရမဝုဒ္ဓတေရောကမှာကျွန်တော်ကအလောက်တိုင်းနဲ့ပတ်သက်တဲ့အခြေအနေကိုပေါ်ပြပေးမှာပါ။တနင်္ဂနွေသားများအတွက်ဒီ2025ခုနှစ်ကလက်ကျန်6လတာကာလအတွင်းမှာလုပ်ငန်းခိုင်နှံတဲ့ပတ်သက်တဲ့အခြေအနေကောင်းတွေအခွင့်အလမ်းကောင်းတွေ ိတာထင်ရှားတဲ့တိုးတက်အောင်မြင်မှုတွေကိုမုံချဆိုသလိုရရှိလာပါလိမ့်မယ်တခါတလေမှာအခွင့်အလမ်းကောင်းတွေကခဏလောက်အချိန်ပေးပြီးတော့ထိုင်ဆောင်ရတာမျိုးတွေဖြစ်နိုင်ပါတယ်တချို့ဆိုလို့ရှိရင်ဘာမှသိပ်ပြီးတော့ကြိုးကြိုးစားစားလုပ်ရတာမျိုးမဟုတ်ဘဲနဲ့ကံတရားရဲ့အခွင့်အလမ်းကောင်းအထောက်ပံ့ကောင်းတွေနဲ့တူတိုးတက်အောင်မြင်မှုတွေကိုတိတိတသားကြီးရရှိလာနိုင်လိမ့်မယ်ဆိုတာကိုတွေ့ရပါတယ်ပြောချင်တဲ့သဘောကတော့ပင်မင်မတ်တအားကြိုးကြိုးစားစားကြီးအလုပ်လုပ်ရတာမျိုး မဟုတ်ဘဲနဲ့တက်တောင့်တက်တာအလုံးလို့ရုံနဲ့အစဉ်ပြေမှုတိုးတက်အောင်မြင်မှုတွေကိုရရှိလာနိုင်မယ်လို့ဆိုလိုရတဲ့ဒါတဲရောကကနမိတ်ဘုံကိုတွေ့ရပါတယ်အဲ့တော့ငွေကြေးစည်းဝါလက်လာပါပိုင်းလေးကိုကျွန်တော်ထပ်ပြီးတော့ကြည့်ပေးပါမယ်ငွေကြေးစည်းဝါလက်လာပါပိုင်းကလည်းပဲတတော်တော်နဲ့ငွေတွေဝင်လာပါလိမ့်မယ်ငွေကြေးနဲ့ပတ်သက်တဲ့အခက်အခဲတွေဖြေရှင်းလျာရှိတယ်ဆိုရင်လည်းပဲသူ့ဟာနဲ့သူဖြည်းဖြည်းချင်းပြည်လည်မှုတွေရလာနိုင်ပါလိမ့်မယ်ငွေဝင်နိုင်တဲ့လမ်းကြောင်းတွေလည်းပဲ ပွင့်လန်းလာပါလိမ့်မယ်။ငွေရေးကြေးနဲ့ပတ်သက်ပြီးတော့ဒီ၆လတာ ကာလတွင်မှာစိတ်ချမ်းသာမှုပျော်ရွှင်မှုတွေကိုအထိုင်းလျောက်ရရှိလာနိုင်လိမ့်မယ်လို့တွေးရပါတယ်ခင်ဗျာ။နောက်ကျန်းမာရေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေလေးကိုဆက်ပြီးတော့ကြည့်ပြပါမယ်။ကျန်းမာရေးဆိုတဲ့အခါမှာကိုယ်မှာဖြစ်ပေါ်ခံစားနေရတဲ့ယောဂဝေဒနာတွေကကိုယ့်ရှိရာနေသွန့်ခွာသွားပြီတဲ့ထွက်ခွာသွားပြီတဲ့အဲ့တော့ဘာမှတိတ်ပြီးတော့ ြင်းပြင်းထန်ထန်ဆူဆူဝါးဝါးပေါ့နော်အခြေအနေမျိုးတွေကိုကြုံတွေ့ရနိုင်တော့မှာမဟုတ်တော့ပါဘူးတဲ့ဒါမလို့ကျမ်းမာရေးပိုင်းအတွက်တဲတော့တချို့တဲ့အခါမှာလည်းပဲလွတ်မြောက်ခြင်းနဲ့ပတ်သက်တဲ့နမိတ်ပုံဖြစ်တဲ့အတွက်ကောင်းတယ်လို့တွေ့ရပါတယ်ဒါပေမဲ့တချို့မျက်မှန်တက်တက်တဲ့သူတွေဆိုမျက်မှန်မျက်စိပါဝါတိုးလိုက်ရတာတို့ဘာလို့တော့နည်းနည်းပါးပါးရှိတတ်ပါလိမ့်မယ်နော်လူမှုပေါင်းတဲ့ဆက်ဆံရေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေထပ်ပြီးတော့ကြည့်ပေးပါမယ် လူမှုပေါင်းရေးဆက်ဆံရေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေကလည်းလူတိုင်းကိုတဲ့စိတ်ရှိရှင်နဲ့မေတ္တာစိတ်လေးနဲ့ပဲပေါင်းတင်ဆက်ဆံလိုက်ပါကိုပေးတဲ့မေတ္တာတွေကိုရှိကိုပြန်လာပါလိမ့်မယ်တဲ့ကိုကောင်းတဲ့သူတွေကိုပေါ်ကိုပြန်ကောင်းလာပါလိမ့်မယ်အားလုံးနဲ့အထိုက်လျောက်အဆင်ပြေပါလိမ့်မယ်အဲ့တော့ထူးထူးခြားခြားပြအလုတ်ကိုင်းငွေကြီးကျမ်းမာရေးလူမှုပေါင်းရေးဆက်ဆံရေးတဲ့တေရက၄ကကျွန်တော်ချိုးကြည့်တာ၄ကစလုံးကအကောင့်နမိတ်တွေကြီးပဲကြာနေပါတယ်ဗျာနော်ဒါပေမဲ့ကျွန်တော်ထပ်ပြီးတော့ဒီတနင်္ဂနွေသားမြများအတွက်ပေါ့နော် ဘလူကံအခွင့်လန်းကောင်းတွေကြားရောက်လာနိုင်အောင်မလဲဘလူထူးခြားတဲ့အဖြစ်အပျက်တွေရှိလာနိုင်အောင်မလဲနောက်ဘာရေရာလေးတွေကိုဆောင်ရဲတင်တယ်လဲဆိုတာကိုထပ်ပြီးတော့နောက်တစ်ချိန်တည်းတော့ကချူကြည့်ပါဦးမယ်ထုံးစံတိုင်းဂျာဖြတ်ကြော်ညာဝင်ခြင်းဝင်ရမယ်ဆိုရင်ကျွန်တော်ရှိမှာတဝူးချင်းတယောက်ချင်းဗီဒီယိုမြန်းခြင်းတဲ့သူများကကျွန်တော်ရဲ့ TikTok bio မှာ Viber Telegram ဖုန်းနံပါတ်တွေတင်ထားပါတယ်အဲ့ဒီ နေရာတွေကနေဆက်သွယ်ပြီးတော့မေးမြန်းလို့ရပါတယ်။တဝူးချင်းတယောက်ချင်းရဲ့ဘီဒင်ကိန်းကန်းကိုတွက်ချက်ပြီးတော့လိုအပ်တဲ့ဘီဒင်ဟော့စတန်တွေကိုကျွန်တော်ပို့ပေးတယ်။တိလို့တဲ့မေးလို့တဲ့အကြောင်းအရာတွေကိုဖြည့်ပေးဟောပေးပါတယ်။နောက်လိုအပ်တဲ့ရရားလေးတွေကိုညွှန်ကြားပေးပါတယ်။အဲ့တော့စရင်တော့ပြိုပေးရပါတယ်။ညံမှုစွာကတဝူးကို2000ကျပ်ရှူပါတယ်ခင်ဗျာ။နောက်ရန်ကုန်မှာရှိတဲ့မိတ်ဆွေများကိုလာတင်လာဆန်းပိုင်းတိုင်းမှာကျွန်တော်ရန်ကုန်မှာအပြင်ဧည့်တွေဘီဒင်ဟောပြောပေးပါတယ်။ခွန်လာပိုင်းမှာဆိုရင်ခွန်လာပိုင်းတရရက်နေ့ကနေစပြီးတော့10ရက်နေ့အထိ10ရက် က်တာကျွန်တော်ရဲ့ဒါရာဂုံမှာရှိတဲ့သင်္ကန်းကျွန်းမြို့နယ်မှာရှိတဲ့ဒီရင်ယုံကမ်းမှာပေါ်ပြောမဲ့အဲ့တွေ့မဲ့အစီအစဉ်ရှိပါတယ်။မင်းများကျင်တဲ့သူတွေကကျွန်တော်ရဲ့ Viber Telegram သို့မဟုတ် TikTok Messenger မှာလာရောက်ပြီးတော့ကြိုတင်ဆက်သွယ်စာရင်းပေးပြီးတော့ booking လုပ်ထားလို့ရပါတယ်ခင်ဗျာ။ကြဲတော့တနေ့ဝင်တာမိများအတွက်ဒုတိယမြောက်တေရော့ကန်လေးကိုကျွန်တော်ထပ်ပြီးတော့ကြည့်ရှုပေးပါဦးမယ်။ တနည်းဖွင့်နေသားမီးများတွေဒီ2025ခုနှစ်ကလက်ကျန်6လတာကာလအတွင်းမှာသုံးရှုံးထားတဲ့အရာတွေပြန်ရတော့မယ်တဲ့အဲ့တော့ကိုပစ္စည်းတွေကိုရဲ့ဥစ္စာတွေငွေကြေးတွေအပြင်ကိုရောက်ထားတာတွေထွက်ထားတာတွေရှိအဲ့ဒီလိုသုံးရှုံးလာတာတွေရှိပြန်ရတော့မယ်တဲ့เนาะနောက်ကွဲကွာနေတဲ့သူတွေရှိအဲ့လိုလူမျိုးတွေ ਨੇ ပြန်လဲပြီးတော့ส่งတွေးရမယ့်အခြေအနေတွေကြုံရပါလိမ့်မယ်တဲ့ နောက်အလုံဟောင်းတို့နေရဟောင်းတို့မိတ်ဆွေဟောင်းတို့ ਨੇ ပြန်တွေ့ရမယ်ဆိုတဲ့ချိန်ကာလတွေဖြစ်ပါတယ်။ပြောချင်တဲ့သဘောကတော့အဟောင်းတွေကနေအပစ်ဖြစ်လာတယ်ဆိုတဲ့နမိတ်ပုံကိုတွေ့ရပါတယ်နော်။အဲဒီလိုပါပဲအနာဟောင်းတွေယောဂဟောင်းလေးတွေလည်းပြန်ပေါ်လာတတ်တယ်ခယူးဆိုင်ပါတဲ့။ဒီတဲရောကက်ကက်နမိတ်ပုံရာဆိုရင်စိယုံစေကန်းနဲ့ပတ်သက်ရမဲ့ခြေနေမျိုးလေးတွေ ကြုံရတတ်ပါတယ်အဲ့တော့ကိုကိစ္စမှမဟုတ်ဘူးကိုမိသားစုထဲမှာပဲဖြစ်ဖြစ်တခြားတူတူယောက်ကျမကြီးညံလို့ပဲဖြစ်ဖြစ်စေယုံစေကံကိုသွားပြီးတော့လူနာမေးရတာမျိုးတွေလည်းပဲကြုံရတတ်ပါတယ်အဲ့တော့ရရအနေနဲ့ကတော့ဒီတဲတော့ကက်ကနမိတ်ပုံတိုင်းရရပေးရမယ်ဆိုရင်မကြမ်းမမဖြစ်နေတဲ့သူမနာမကြမ်းဖြစ်နေတဲ့သူကိုစေဝါဓာတ်စာလူတန်းကုညီပေးခြင်းအပြင်ကိုယ့်ရဲ့ဒါကံတွေလက်တွေပွင့်လန်းလာစေပါလိမ့်မယ်စေဝါဓာတ်စာအနေနဲ့ပဲဖြစ်ဖြစ်စေဝါဓာတ်စာဝယ်ဖို့ပြုဖို့ငွေကြေးအနေနဲ့ပဲဖြစ်ဖြစ် ဒါလှူဒါန်းမှုပြုပေးပါလို့ကြေညာလေးပေးလိုက်ပါတယ်။အဲ့တော့ဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။သဘောကျနှစ်သက်တဲ့တော့အဖေမှာကွန်မန့်လေးတွေရေးခဲ့ပါအောင်၊ like share လေးတွေနဲ့အားပေးခဲ့ပါအောင်ညာ။